အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စိတ်စုမောင်းကောင်းတောင်းပီးလိုက်ပါတယ်ဘောနော်အဲ့တော့ လက်ရှိဒါကျွန်တော်တို့နောက်ဆုံးတက်လာတဲ့သတင်းတွေအရဆိုတော့တော်တော်လေးကိုစိတ်ဝင်စားစရာအကောင်းတဲ့သတင်းတစ်ခုဖြစ်နေတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါစကားလေးနည်းနည်းတော့ပြောဖို့လူလာပြီးလို့ရှိတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Manchester United အသင်းအနေနဲ့လာမယ့်နွေရာသီမှာဒါကျွန်တော်တို့အနေနဲ့ဒါကစားသမားတယောက်ကိုဝယ်မယ်ဆိုရင်တော့အရင်ဆုံးရောင်းရမယ်ဆိုတဲ့ဒါ formula တော့ဒါပေမဲ့ United အသင်းကလက်ရှိမှာတော်တော်လေးကိုဒါကန်ကောင်းသွားပြီလို့ပြောလို့ရတယ်မှာပါတယ်လက်ရှိမှာ United အသင်းကအငှားချထားတဲ့ကစားသမားတွေကတော်တော်များများအကုန်လုံးပေါ့ Jadon Sancho တကောင်ကလွှဲရင် ဒီနေ့ဆန်ညိုကိစ္စရတာဗီဒီယိုနားမှာ ending နားမှာဒါကျွန်တော်တို့အချိန်ပိုရင်လည်းပြည့်ပြသွားမှာပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United တင်းနဲ့ကစားသမားအယောင်းမှာဒါအငှားထုတ်တဲ့ကစားသမားရဲ့အနေနဲ့ပတ်သက်လာရင်ကန်ကောင်းပြီလို့မြင်တဲ့တဲမှာပါတယ်ပေါ့နော်အဲ့တော့ အဲ့ဒါနဲ့ပတ်သက်ပြီးဘလူတွေကန်ကောင်းမလဲကျွန်တော်နည်းနည်းလေးရှင်းပြခြင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ real badness မှာကျွန်တော်ဒါအန်တိုနီတယောက်တော်တော်လေးကိုခြေစွမ်းပြနေတယ်။တကယ်တည်းဒါကျွန်တော်တို့ဟာ manual pellegrini အဲ့လက်အောက်မှာဒါကျွန်တော်တော်တော်လေးကိုမိုက်ပြီးတော့ခြေစွမ်းနေပြနေတဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်။အဲ့လက်ရှိမှာ real badness ကဒါ united ခေါ်ထားတဲ့ဈေးတစ်ခုဖြစ်တဲ့ပေါင်တန်း40ယူရိုတန်း90ပတ်ချာလေးဝင်းကြောက်ကိုတို့အနေနဲ့မတက်နိုင်ဘူး။ real badness ကဘာလုပ်ချင်လဲတို့အနေနဲ့အကယ်၍ဒါ real badness အနေနဲ့ဒါကျွန်တော်တို့အာတို့အနေနဲ့ခေါ်ခဲ့မယ်ဆိုရင်တော့မှဒါ အဲအငှားတစ်နှစ်ထပ်ခေါ်မယ်ပြီးရင်တော့ကျွန်တော်ဒါဒီညမှာဒါကျွန်တော်အရစ်ကြပုံစံမျိုးဒါကျွန်တော်တို့လှုပ်သွားဖို့အတွက်ပြင်ဆင်လာမယ်နေတာမှရှိတယ်ပေါ့နော်အဲ့တော့လက်ရှိအနေထားတွေအရဆိုရင်တော့ဒါကျွန်တော် real budget ကဒီလိုမျိုးလှုပ်သွားဖို့ရှိတယ်အဲ့တော့ခုနပေါ်သူဒါနောက်တစ်နှစ်တော့အငှားချအငှားပြန်ခေါ်မယ်ပြီးရင်တော့ဒါခေါ်ခြင်းနဲ့ဆိုရင်တော့ဒါခုနကသူတို့ငွေလေးစုပြီးတော့သူတို့ရဲ့ real budget အနေနဲ့အရစ်ကြပုံစံမျိုးပေးသွားမယ်အဲ့တော့ ဒါပေမဲ့ဒီနေရာမှာ United အသင်ကံကောင်းတာကအန်တိုနီကို United အသင်ကတစ်နှစ်ပဲအငှားချထားတာဖြစ်တဲ့ကြောင့်ဒါခုနကပြောလို့ must buy တွေခုနက Real Betis အခုလက်ရှိမှာလုတ်ချင်တဲ့ပုံစံဒီကိုသူတို့နေလောက်ကိုလောက်ရမယ်ဆိုတဲ့ဒါဟို obligation တခုရှိမိနေတဲ့ကြောင့်အကယ်၍ဒါအန်တိုနီကအပြောင်းရွှေ့ကတာ real patterson အရင်ကြီး complicated ဖြစ်လာမယ်ဆိုရင်အခုလက်ရှိမှာစိတ်ဝင်စားမယ်အတင်းတင်းပေါ်လာခဲ့ပြီအခုလက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်က Spain နဲ့ပတ်သက်ရင်လက်ရှိမှာ tier ရ tier 2 level လောက်ရှိတဲ့ source တွေရဲ့သတင်းတွေအရဆိုရင်တော့ Atletico Madrid အနေနဲ့သူတို့အနေနဲ့ Anthony ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် Anthony အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Simeone ရဲ့ eye ကို catch ဖြစ်သွားတဲ့သတင်းတွေအပြင်ကို Anthony ကလက်ရှိမှာ Simeone လူချင်းတဲ့ကစားသမားတွေတယောက်ဖြစ်တယ်ဆိုပြီးလက်ရှိမှာ Atletico Madrid ရဲ့ ော့ Atletico Madrid Extra ဆိုတဲ့ဒါ Twitter page ကနေပြီးရေးတင်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့ Spain သတင်းဌာနတွေကလည်းရေးတင်ထားတဲ့ကြောင့်ဒါတွေကလည်း level တစ်ခုအရယုံကြည်လို့ရတဲ့သတင်းတွေဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ Simone နေနဲ့အခုလက်ရှိမှာဒါကျွန်တော်ခုနပြောသူပဲ Real Betis အသင်းသားအခုလက်ရှိဒါအချင်းဒီတွေကဒီလိုကစားသမားမျိုးကိုမခေါ်နိုင်ခဲ့ဘူးဆိုရင်တောင်မှ နောက်မှာခေါ်မဲ့အသင်းတွေအများကြီးရှိတယ်အခုလက်ရှိမှာ Atletico Madrid ကလည်းအကဲ Manchester United တောင်းတဲ့ဈေးဖြစ်တဲ့ Euro 350ပုံစံမျိုးတော့ပေးမှာမဟုတ်ပေမဲ့55 40လောက်ဆိုရင်တော့သူတို့အနေနဲ့တခါတည်းပေးပြီးတော့ Anthony ကိုခေါ်သွားဖို့ ready ဖြစ်နေတယ် Anthony ကိုအခုလက်ရှိမှာ Atletico Madrid တွေမဟုတ်ဘဲနဲ့ Juventus အပြင်ကို Bayern Munich အသင်းကပါစောင့်ကြည့် Bayern Munich ကစောင့်မဲကြည့်တာနော်ဝယ်မယ်လို့ပြော Bayern Munich ကစောင့်ကြည့်ဒါပေမဲ့ Juventus အနေနဲ့သူတို့ရဲ့တောင်းပန်ကစားသမားနေရာမှာလက်ရှိမှာ Anthony ကိုစိတ်ဝင်စားတယ် Anthony နဲ့အခုလက်ရှိမှာသူ့ရဲ့ fast pace နဲ့ဒါကျွန်တော် flair နဲ့ကစားတဲ့ပုံစံက Juventus ရဲ့လူနေတဲ့နေရာဆို Juventus ွန်းတဲ့စနစ်သတ်မှတ်ထားတဲ့တဲမှာပါတယ်။ဘိုင်မြူနစ်ကဒီနေရာမှာဒါကြောင့်ဒီကစားသမားပေါ်ချောင်ကောင်းလောက်နဲ့ရမယ်ဆိုရင်တော့ဒါကြောင့်စောင့်ကြည့်နေတဲ့တဲမှာပါတယ်။ဘိုင်မြူနစ်အနေနဲ့အခုလက်ရှိမှာဒါပရီးမီးယားလိမှာခြေစွမ်းပြိုင်မှာသူတို့အတင်းမှာခြေစွမ်းပြနိုင်တဲ့ကစားသမားရဲ့တယောက်ဆိုတော့သူတို့အနေနဲ့အနေနဲ့များယုံကြည်ထားတဲ့ဥမာအဲရစ်ဒိုင်ယာလို့ပေါ့နော်။အဲရစ်ဒိုင်ယာအနေနဲ့အခုလက်ရှိမှာဒါစပါးတဲမှာသူ့ဟာသူပြည်သက်တွေဆက်စုခဲ့ပြီးမဲ့ဘိုင်မြူနစ်အတင်းမှာတကယ်ကိုလိုအပ်ချက်ကောင်းလိုအပ်တော်တော်လေးကိုအသုံးချလို့ကောင်းနေတာကျွန်တော်တို့အရန်ဆန္ဒဘက်အနေနဲ့အသုံးပြုလို့အဲ့တော့ ယူရိုတန်း40လောက်ယူရို35တန်း40လောက်နဲ့ဒီကစားသမားကိုရမယ်ဆိုရင်တော့ဒါမဆိုးတဲ့အနေထားတစ်ခုမှဒီ ဒီပုံစံကသွားတဲ့သဘောမှရှိတယ်ပေါ့အဲ့တော့အန်တိုနီစီကနေ United အသင်းနဲ့အ ਨੇ ဆုံးအခုလက်ရှိမှာတော့ကျွန်တော်အသင်း၃သင်းလောက်ကစိတ်ဝင်စားနေတဲ့အကြောင်းမို့ဒီအပြောင်းရွှေ့ကနေပြီးတော့ United အသင်းက Euro တန်း40လောက်ရဖို့အတွက်မျောလင့်ထားတဲ့နေသားမှရှိတယ်အဲ့တော့အန်တိုနီကလက်ရှိမှာ United အသင်းကိုလှုပ်ကြွေးတော့ဖို့ရှိတယ်ဒါပေမဲ့ဒီညမှာပြဿနာတစ်ခုဖြစ်လာနိုင်တာကအန်တိုနီကိုယ်တိုင်ပဲအန်တိုနီကိုယ်တိုင်ကလက်ရှိမှာ United အသင်းကိုအလုပ်ကြွေးပြုတ်ခြင်းနဲ့ဆိုတဲ့သဘောမှရှိတဲ့အတွက်ကြောင့်မလို့ ီလိုသဘောတရားရဲ့အန်တိုနီအနေနဲ့အကဲသူ့နဲ့ကျွန်တော်သူ့ဘယ်ဘယ်ကလပ်မှာမပြောင်းရှင်ဘူးအဲခုနကပေါ့သူ့အနေနဲ့ဒါလေ United မှာပဲဆက်နေခြင်းမဆိုတော့ဒါကပြဿနာတစ်ခုပဲဒါပေမဲ့ United အသင်းနဲ့ခုလက်ရှိမှာရှင်းနေအန်တိုနီကိုအသင်းမှာဆက်ထားဖို့တော့လုံးဝစဉ်းစားမရှိဘဲနဲ့သူ့ကိုကြိုက်နဲ့တတ်တဲ့ကလပ်စီကိုပြောင်းဖို့အတွက်လက်ရှိမှာလုံးဝပလန်လုပ်ထားပြီးပြီဖြစ်တယ်အန်တိုနီကလက်ရှိမှာ United မှာနေဖို့အတွက်စိတ်ဝင်စားတယ်ဆိုပေမဲ့အကဲ United အသင်းဘက်ကသာသူ့ကိုအလိုမရှိခဲ့ဘူးဆိုရင်တော့သူ့အနေနဲ့ဒါသူ့အသင်းကနေထွက်သွားဖို့အတွက် ready ဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ဒါကလက်ရှိမှာအန်တိုနီရဲ့သတင်းနောက်တဲ့သတင်းနဲ့ခုလက်ရှိမှာဒါ mark market rush ဝင်တဲ့ market rush ကိုဒါကျွန်တော်တို့ Aston Villa နဲ့တိတ်ပြီးသဘောကျတယ်အခုလက်ရှိမှာ Unai Emery ရဲ့အသင်းကလည်းစောက်ရမ်းသဘောကျတယ်လက်ရှိမှာဒါကျွန်တော်တို့ Unai Emery ရဲ့ Aston Villa အသင်းကလည်းတီးကြတဲ့အတိုင်းပဲ Champions League Semi Final ဆိုတော့ Champions League Quarter Final တိတက်ရောက်သွားပြီကျွန်တော်ဝင်ငွေရအသင်းအသင်းလည်းရှိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာသူတို့အနေနဲ့ Ansan Cio ကို market ratio ကိုနှစ်ယောက်လုံးကိုခေါ်နိုင်မဲ့အားတော့မရှိဘူးဒါဟာလက်ရှိ reality တခုပဲလက်ရှိမှာ market ratio ကို Aston Villa အသင်းနဲ့ခေါ်နိုင်နေတယ်ဆိုတာကဘာဖြစ်လို့ United အသင်းနဲ့ခုလက်ရှိမှာ market ratio ရဲ့လောက်ခရဲ့တစိ့တစ်ပိုင်းတစိ့တတိအတကိုဒါ United အသင်းနဲ့ပေးချင်နေရတဲ့အကြောင်း3သိန်း3သိန်း2000လောက်ပတ်ချလဲဝင်ကြောက်ဒါအပြည့်မပြည့်အဲ့တော့လက်ရှိမှာ SNCO လက်ဒီဈေးပဲတွားအထက်မနေနဲ့ SNCO လက်ခုလက်ရှိမှာဒါပေါင်နဲ့တွက်မှာဆိုပေါင်3သိန်းလောက်နေနေရှိတယ် မာကတ်ရက်ရှုလည်း3သိန်းလောက်ဖြစ်တယ်ဒီနှစ်ယောက်ကဒါ Aston Villa အသင်းနဲ့တနေရာထဲမှာတစ်ချိန်ထဲမှာ facility မလုပ်ဘူးနေအဲ့တော့လက်ရှိမှာ Aston Villa အသင်းနေနဲ့အခုလက်ရှိမှာတကယ်၍သာ facility လုပ်မယ်ဆိုရင်တော့မှရှက်ရှင်လေးတို့အနေနဲ့လာမယ့်နှစ်မှာ Champion League ဝင်မှုအရေးကြီးတယ် Aston Villa အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Champion League မှာဒါအခြေအနေတွေသူ့ဟာသူကောင်းနေမှာဝင်ငွေတွေကောင်းနေခဲ့ပြီမြဲ Champion League နောက်နှစ်ဝင်ခွင့်ကတို့ကိုငွေအားဖြင့် facility လုပ်နိုင်မယ့်နေရာမှာရှိတယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာ Aston Villa အသင်းဆိုဘယ်လောက်ထိစဉ်းစားနေလဲဆို Aston Villa အသင်းလာမယ့်နေရာဒီမှာ သူတို့ရဲ့အမျိုးသမီးအသင်းကိုတောင်သူများစီကိုရောင်းပြီးတော့ယောက်ျားအသင်းအတွက် funding လုပ်သွားဖို့ဒီအောင်စဉ်းစားနေတယ်ဆိုတော့ကောလာဟာလာတွေထွက်နေတယ်ဆိုတဲ့သတင်းတွေတွေ့ရမယ်တဲ့မှာပါတယ်လက်ရှိမှာ Chelsea လည်းအဲ့လိုပဲလုပ်ထားတာပေါ့နော် အဲ့တော့ပြောချင်တာလက်ရှိမှာဒါပရီးမီးယားလိဂ်ကလည်း Chelsea ကအဲ့ဒီဥစ္စာလုထားတော့အတိမမပြူဘူးဥရောပလည်းအတိမမပြူတယ်လက်ရှိမှာ Chelsea ကဒါနဲ့တက်တက်ပြီးတိုင်ပတ်တယ်ဒါပေမဲ့လက်ရှိအခြေအနေတွေအရဆိုရင် market ratio ကိုခုနပြောသလိုပဲ Aston Villa အသင်းနဲ့ပေါင်သန်း40ကိုသူတို့ပေးနိုင်တယ်အပြောင်းရွှေ့ဈေးကသူတို့အနေနဲ့ပေးနိုင်ပေါင်သန်း40ဆိုတာဒါ market ratio လို့ကစားသမားမျိုးနဲ့ဈေးကမများတဲ့သတင်းဖြစ်တယ်ဒါပေမဲ့ market ratio ရဲ့လက်ရှိလောက်ခလာစာကိုဒါ short မယူဘူးဆိုရင်တော့ Aston Villa အသင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုစဉ်းစားစရာဖြစ်လာပြီလို့ပြောလို့ရမယ့်အနေအထားတစ်ခုသွားပြီပေါ့နော်အဲ့တော့ ပြဿနာကအဲ့ဒီမှာစတာ ဲ့တော့ United အသင်းတွေခုနက market rush ကိုသူတို့လည်းပြန်ခေါ်ဖို့အစီအစဉ်မရှိဘူးပိတ်သက်တချို့က market rush ကိုအသင်းမှာလိုချင်နေတာမှန်ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆို market rush ကိုလောက်ခလာစားကအင်မတန်မှများတဲ့ကြောင့်မို့ Inyo တို့အနေနဲ့ကတော့ market rush ကိုအပြီးပိုင်ဆွလို့ပို့တော့စဉ်းစားတာအဲ့တော့ Aston Villa အသင်းတွေခုလက်ရှိမှာပေါင်တန်း40နဲ့ဝယ်မယ်ဆိုတော့ဒါ end of the game ပဲဒါပေမဲ့ပေါင်တန်း40နဲ့မဝယ်ဘူးဆိုတော့ခုလက်ရှိမှာဝယ်ချင်တဲ့ club တွေကပုံနေတယ်အရင်တုန်းက market rush ကိုနီးနီးပြန်ဖြစ်လာတဲ့ကြောင့်ခုလက်ရှိမှာတကယ်စားနဲ့ပတ်သက်ပြီးတော့ဒါအသင်းတွေအနေနဲ့ market rush ကိုတော်တော်လေးကိုဒီကြမှာလိုချင်တဲ့တောင်မှာအခုလက်ရှိမှာကြာ ားတကရာဖီညာတာအသင်းကထွက်ခဲ့မယ်ဆိုရင်ဘာစလုံးအသင်းကရက်ရှူကိုခေါ်ဖို့တော့ ready ပဲနောက်တဲ့အသင်းကဘိုင်ယန်မြူးနစ်အဲ့တော့ အသင်းကြီးတွေအသင်းကိုယ်တိုင်ကိုယ်တိုင်လက်ရှိမှာ ratio ကိုခေါ်ဖို့တော့ ready ဖြစ်နေ။ ratio ရဲ့အပြောင်းရွှေ့ဈေးကလည်း United ကဈေးကြီးကြီးသတ်မှတ်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့ဈေးကဒီနေရာမှာဒါပြဿနာတစ်ခုဖြစ်လာမှာမဟုတ်ဘူးလို့လည်းသိရတယ်မှာပါ။အဲ့တော့ United အသင်းနဲ့ဒီနေရာ market ratio ကဒါ Aston Villa အသင်းနဲ့လောက်ခါစားများလို့မခေါ်နိုင်ခဲ့ဘူးဆိုရင်တော့မှတခုနပေါ်လို့ပဲလား Bayern Munich တို့ဒါ Barcelona အသင်းတို့ကနေပြီးတော့ခေါ်ဖို့တော့စိတ်ဝင်စားတယ်။ Barcelona အသင်းကခုနပေါ်လို့ပေါင်သန်း၄၀ဆိုတော့တို့တော့နည်းနည်းလေးများတယ်ဆိုမှတကယ်တဲ့အခုလက်ရှိမှာ Bayern Munich အသင်းက ratio ကိုတော်တော်လေးကိုစိတ်ဝင်စားတယ်။ Serge Gnabry ဒါကျွန်တော်တို့ဘဒူးနောက်တကောင်ဘဒူးဆာကနာဘရီအပြင်ကျွန်တော်နောက်ကောင်ရှိပါအော်အော်မာလီဗိုက်စာတွေနှစ်ယောက်လုံးလာမဲ့ညရာဒီမှာအသင်းကထွက်ဖို့အတွက်တေချာနေတဲ့အတွက်ကြောင့်မလို့ဒါ market ratio ကိုသူတို့နေရာမှာခေါ်ယူပြီးဖြစ်တင်းမှုအတွက်ဘိုင်ယန်မြူနစ်ကအင်မတန်မှစိတ်ဝင်စားတယ်အင်္ဂလန်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ratio နဲ့ gain ကိုလည်းတွဲပြီးဆော့ဖို့အတွက်သူတို့နေရာတော်တော်လေးကိုစိတ်ဝင်စားတယ်လို့သိရတဲ့အထဲမှာပါပါတယ်အဲ United တင်းနဲ့ဒီအပြောင်းရွှေ့တွေကတစ်ဆင့်လက်ရှိမှာတေချာတကူကအန်တိုနီနဲ့ ratio ကိုရောင်းကိုရောင်းမှဖြစ်တဲ့ဆိုတော့အတည်ပြုလို့ရပြီ ဒါအပြင် United အသင်းနဲ့လာမယ့်ရာသီမှာစံချိုသာအသင်းကိုဒါကြောင့်ပြန်ရောက်လာခဲ့မယ်ဆိုရင်တော့အသင်းမှာလုံးဝလုံးဝထားဖို့အစီအစဉ်မရှိဘဲနဲ့ရရစင်းနဲ့ရောင်းသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့လည်းကြားသိရတယ်မှာပါတယ်။ Chelsea ကဒီကိစ္စနဲ့ပတ်သက်ပြီး decision မချသေးဘူးဆိုပေမဲ့အသင်းကိုပြန်ပို့ဖို့အတွက်တော့ရာဂိုင်းတုံးဒီပုံများနေတယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုတက်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။ဗမာကြီးဥကောင်းကဗမာကြီးဥကောင်းပါအခုလက်ရှိဒီတိုင်ပတ်နေတုံးဖြစ်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တော့ပြောပြပါဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ TV4 တို့မှာကျင်း းလို့ဆိုတော့ပါဝယ်ကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖူမမေ့ကြပါနဲ့ဗျ။အောက်ကကွန်မန်တီထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တွေလေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်ကိုမြတ်စွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့။ မြန်မြလေးတဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန့်နေထဲမှာလေ youth sport media 3.0နဲ့ db 4 you တွေ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မတော်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြကလစ်မှာမြန်မြနာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပေးနေမယ်ကျွန်တော်နောက်မှတွေ့ကြရပါဘောအဲ့တော့ကျွန်တော်ဒါအခုလက်ရှိငလင်းတန်းကိုကူညီပေးနေတဲ့ညီကောင်မောင်မအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောရနေပဲကျွန်တော်တော့ကောင်းပြီပါဦးတေးပါပါဗျ